မြန်မာနိုင်ငံအပေါ်ဝင်ကမ္ဘာနိုင်ငံတတော်များများမှာရည်ကြီးမှုတွေဖြစ်ပေါ်နေလို့ပြည်သူများအရေးပေါ်ယူဆကြဖို့လိုပြီးနိုင်ဂျီးရီးယားနိုင်ငံမှာလည်းကျွန်တော်တို့ရည်ကြီးမှုတွေဖြစ်ပေါ်နေလို့အင်ဂျီမောင်းထောင်မောင်းများစွာဆုံးရှုံးမှုဖြစ်ပေါ်နေပြီးလူရာကြီးဒေဆုံးသွားပြီးလို့ကျွန်တော်တို့သတင်းတွေရသိရပါတယ်ဒီနိုင်ငံမှာလည်းရည်ကြီးမှုတွေဖြစ်ပေါ်နေပြီးတော့လူသက်ပေါင်းများစွာဆုံးရှုံးမှုတွေရှိနေကြောင်းလည်းသိရတယ်အခုမြန်မာနိုင်ငံမှာလည်းကျွန်တော်တို့အေယာဝရီမြစ်ကြီးဟာအထူးသတိထားဖို့လိုပါတယ် မေခနဲ့မေလီခမြေပေါင်းစုံရမှာဖြစ်ပေါ်လာတဲ့အေယာဝတီမြေဟာလေဆက်လက်မြင့်တက်မှုမြမားနေကမြေကြီးနာမျိုးမှာရေဘေးကတတော်လေးကိုဆွေးရမယ့်နေထားမှာရှိနေကြောင်းသိရပါတယ်အခုလောလောဆယ်မှာတော့အေယာဝတီမြေကြီးက1105စင်တီမီတာမှာရပ်တက်နေပါတယ်ပညာရှင်တွေကတော့ဆက်လက်ပြီးတော့မြင့်တက်နိုင်ခြေရှိတယ်လို့ခန့်မှန်းထားကြပါတယ် ကချင်မြင်းနဲ့မြင်းကြီးနာကစိုးရင်မှတ်ကိုရောက်ရှိနေပြီဖြစ်ကြောင်းလေမလို့ဝတာသတင်းဌာနကလည်းအရေးပေါ်ပဲသတိပေးထားသလိုပညာရှင်ဦးဝင်းနိုင်ကလည်းအရေးပေါ်အကြေညာထားတာကိုလည်းတွေ့ရပါတယ်ထပ်ပြီးတော့မလို့ဝတာပညာရှင်ဦးဝင်းနိုင်ကရခိုင်ပြည်နယ်ကကလတန်မြင်းနဲ့ကချင်မြင်းနဲ့ကမြစ်ဆုံမှာသတိပေးချိန်မှ warning level ကိုရောက်နေပြီဖြစ်ကြောင်းတွေ့ရတယ်လို့ထပ်မံပြီးတော့သတိပေးထားတယ် ပြီးတော့အေယာဝတီမြေချင်းနေမြဖြားပိုင်းကအချင်းတွေကတော်တော်လေးကိုရေတွေမြင့်တက်နေတယ်ရေစင်းနှုံးကတော်တော်လေးကိုမြင့်နေတာဖြစ်တဲ့အတွက်အဲ့ဒီအောက်ဘက်ဒေသတွေမှာနေထိုင်နေတဲ့ပြည်သူတွေအနေနဲ့ကြိုးတင်ပြင်ဆင်မှုတွေကိုတွေကကြိုးတင်လို့ဆောင်ကြဖို့ကိုဥဝင်တွေကအသိပေးထားတယ် အခုလေအေယာဝတီမြစ်ရေမြစ်တက်မှုကြောင့်เนาะကချင်ပြည်နယ်ချီပွေမြို့နယ်မြစ်ချီနာမြို့မှာတော်တော်လေးရပ်ကွက်တဲ့တော်များများမှာရေတွေဝင်ရောက်မှုတွေရှိနေပြီးတော့တော်တော်လေးမြုပ်ကုန်ပြီလို့ကြားသိရပါတယ်။เนาะတချို့ဆိုရင်ဒါရေကြီးမှုကအရှိန်ဟုန်တော်တော်လေးနည်းကိုမြစ်တက်လာနေတာဖြစ်တဲ့အတွက်တချို့ကဘာမှကိုမတည်လိုက်ရဘဲနဲ့เนาะချက်ချင်းကိုလုံခြုံတဲ့နေရာမှာထွက်ပြေးရတယ်လို့เนาะသိရပါတယ်။ဒါကြောင့်မလို့ပြည်သူတွေတကယ်ကိုမြစ်တက်လာတဲ့အချိန်ကြာမှအချိန်မမီမဖြစ်အောင်ခုခေတ်ကနေကြိုတင်ပြင်ဆင်ထားကြပါ မလို့သားတရင်တွေကိုအစင်ဆက်မပြတ်နားဆွန်ကြပါဘင်္ဂလားပင်လယ်အော်ပေါ်မှာမေလ29ရက်နေ့မှာအာကောင်းတဲ့မုန်တိုင်းဖြစ်ပေါ်ခဲ့တာဖြစ်ပြီးတော့ထုံမုန်တိုင်းအချိန်ကြောင့်ပဲကချင်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းနဲ့မွေးတိုင်းတို့မှာခရက်တပြက်ရေကြီးခြင်းမြေပြိုခြင်းတို့အထူးဖြစ်ပေါ်မှာဖြစ်တဲ့အတွက်အဲ့ဒီတိုင်းဒေသကြီးတွေပြည်နယ်တွေကအကုန်လုံးတော့ရေကြီးမှုကိုကူးဆိုင်ကြဖို့တော့မလို့တာဌာနကလည်းအေးပေါ်သတိပေးထားပါပြီဗျာ။